တောင်ကိုရီးယားသမ္မတလီဂျီမြောင်ကရခိုင်သမ္မတရဲ့အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုကြောင့်ပြည်စည်းလုံးနီးပါးဖြစ်ခဲ့ရတဲ့နိုင်ငံကိုပြန်လည်ထူထောင်သွားမှာဖြစ်တယ်လို့ဒီမိုကရေစီကိုလည်းပြန်လည်အသက်သွင်းသွားမယ်လို့ဇွန်လ၄ရက်ကအတည်ပြုပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။အလားတူရုန်းကန်နေရတဲ့နိုင်ငံရဲ့စီးပွားရေးကိုလည်းပြန်လည်အသက်သွင်းသွားမယ်လို့သူကပြောပါတယ်။ဒီဟာဇွန်လ၃ရက်ကအာရှရဲ့စတုတ္ထစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားရဲ့သမ္မတရွေးကောက်ပွဲမှာပြည့်ပြည့်တတ်တတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ရခိုင်သမ္မတယွန်းစော ော့ရွက်ဟာတရုတ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုကြောင့်ဆွတ်ဆွဲပြစ်တင်ခံရပြီးသမရယာဒူးမှဖယ်ရှားခံခဲ့ရပြီးနောက်ဒီရွေးကောက်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီဂျေမြောင်အစိုးရဟာလက်တွေ့ကျပြီးဈေးကွက်ကိုလိုလာတဲ့အစိုးရအဖွဲ့ဖြစ်လာပါလိမ့်မယ်လို့လီကလွတ်တော်မှာသမရအဖြစ်စံသစ်စာကြေညာပြီးနောက်ပြောကြားခဲ့ပါတယ်။စံသစ်တည်တည်မှုတွေကိုအားပေးလှုပ်ဆော်ဖို့နဲ့စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှုရှိစေဖို့စီကံတတ်မှတ်ချက်တွေအားပြေလျှော့ပေးမှာဖြစ်ကြောင်းအမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးကိုထိန်းသိမ်းထားမည်ဖြစ်ကတစ်ဖက်မှာလည်းမြောက်ကိုရီးယားနဲ့ဆွေ ွေးမှုတွေအတွက်လမ်းဖွင့်ချမိဖြစ်ကြောင်းဒီကကတိပြုခဲ့ပါတယ်မတိုက်ခိုက်ရဘဲနဲ့နိုင်ရတာကပိုကောင်းပါတယ်တိုက်ခိုက်ဖို့မလိုတဲ့ငြိမ်းချမ်းရေးဟာအကောင်းဆုံးလုံခြုံရေးဖြစ်ပါတယ်လို့လီကပြောကြားခဲ့ပါတယ်လီဟာသမရရွေးကောက်ပွဲမှာအနိုင်ရကြောင်းရွေးကောက်ပွဲကော်မရှင်ကအတည်ပြုခဲ့ပြီးနောက်ချက်ချင်းဆိုသလိုသမရနဲ့စစ်ဦးစီးချုပ်အာဏာတွေကိုရယူခဲ့ကထိပ်တီးစစ်ကောင်ဆောင်တဦးနဲ့တွေ့ဆုံခဲ့ပြီးကာကွယ်ရေးအခြေအနေကိုမေးမြန်းခဲ့ပါတယ်မဲရလက်တွေအရာ liberal ဖြစ်တဲ့လီဟာမဲရေအတွက်35တန်းနီးပါးအနက်49တက်သမ ၄နှစ်ရာဂိုင်းလုံးရရှိခဲ့ပြီးကွန်ဆာဗေးတစ်ပြိုင်ဘက်ကင်မွန်ဆူက၄၁ဒသမ၁၅တန်ရရှိခဲ့ပါတယ်အခုရွေးကောက်ပွဲမှာလာရောက်မဲပေးသူအရေအတွက်ဟာ1998ခုနှစ်နောက်ပိုင်းအများဆုံးအရေအတွက်ဖြစ်ကြောင်းတရားဝင်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်